ငလင်တန်းကိုကြောက်လို့ရွာပြန်ကတဲထိုးနေတော့မင်းဆိုရင်မနောရင်းငလင်တန်းကိုကြောက်သွားလို့ရွာပေါ်ပြန်တော့မယ်လို့ပြောလာတာကအဆုံတော်မနောပါအဆုံတော်မနောကတော့မက်စလာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ရင်းငင်းကြီးမှနေပြူကြကအသက်အေးရန်ကြီးချုံတွေးနေရကြောင်းကိုပြောလာတာပါမနောဆိုတာကမြန်မာတနိုင်ငံလုံးတော်ရုံမြို့ပါမကြမ်းမတိလူမရှိတဲ့ထိတ်တန်းနမကြီးဆိုတော့တယောက်ပါဆိုတော့မနောဟာတစ်ဖက်မှာတော့အောင်မြင်တဲ့အမှုညာရှင်ဆိုတော့ဖြစ်တယ်လို့တခြားတစ်ဖက်မှာတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တိုးဆိုရင်လည်းမမှားပါဘူးနော် ဒါပေမဲ့လည်းဆိုရမနောဟာအမြဲတမ်းတရားသဘောကိုနှလုံးသွင်းကအောင့်ချင်မလို့ဘဝင်မြင်မာနမကြီးဝင်တဲ့ဘဝကိုရိုးရှင်းအင်းချမ်းစွာဖြတ်တန်းနေတာဖြစ်ပါတယ်။တကယ်ငင်းလင်းလို့တော့ဆိုရမနောနေထိုင်နေတဲ့စကိုင်းပြိုလေးမှာဆိုရင်ငလေးစားတမြို့လုံးရဲ့80ရာခိုင်နှုန်းလောက်ကပျက်စီးဆုံးရှုံးသွားနေရတာပါ။ဒီလိုပြန်စီဆုံးရှုံးသွားတဲ့အချိန်မှာဆိုရမနောရဲ့အင်ပါဝင်တယ်လို့လည်းသိရတာပါအဆိုရမနောရဲ့နေဟာယင်းကလင်းအင်အားရီချာစကေခရစ်တသမာခုနှစ်တန်ကိုခံရပြီးမှတော့ အိမ်အောင်တက်တက်လုံးမြေကြီးရဲကိုဂျုံဝင်သွားခင်ကအပေါ်တက်ကလည်းပြည့်စည်သွားခဲ့ရတဲ့အခြေအနေထိကိုဖြစ်သွားတာဖြစ်ပါရင်ထို့ဖြစ်တော့ဆူရမနောရဲ့နေဟာရစရာမရှိအောင်ပြည့်စည်သွားခဲ့ရတာပါဒီလိုမြင်ကလေးတဲ့ကြောင့်ဆူရမနောရဲ့နေပြည့်စည်ဆုံးရှုံးခဲ့ရတဲ့မနောကဒီဖြစ်ရပုံမှန်လည်းတရားနဲ့သာဖြစ်ကြောင်းခုလိုမျိုးရေးသားထားတာပဲဖြစ်ပါရင်ဒါပြင်မနောကတော့ခုလိုနောက်ဆက်တွဲငလေးလှုပ်ခတ်နေချိန်မှာအလျင်များလွန်းတာကြောင့်မြို့ကြီးပြောင်းချိန်မှာမနေတော့ဘဲရွာမှာထမ်းလန့်တင်နေနေတော့မယ်လို့ဆိုလာတာပဲဖြစ်ပါရင်